there is wars you don't even realize are being fought. And these wars are most terrifying of all. Because when a war like that begins, we don't even realize that we're already losing. You have no idea what is coming. Yeah. is what we born ရောက် Stone X မှာကျူတူပါတယ်လက်တလောကပဲ Avengers 5နဲ့6ရုပ်ရှင်ကိုရိုက်မဲ့ Director Russo Brothers တွေကလက်ရှိ MCU ရဲ့အခြေအနေဖေးခဲ့တာတွေ flop ဖြစ်ခဲ့တဲ့ရုပ်ရှင်တွေရှိခဲ့တဲ့အတွက်သူတို့ရိုက်မဲ့အနာဂတ်မှာမျောလင့်ထားသလောက်ဖြစ်လာနိုင်မလားအပေါ်ယုံကြည်စွာပဲလုံးဝဖေးဖို့မရှိဘူးဆိုပြီးတော့ဖြေသွားခဲ့ပါတယ် Insider တွေစီရစကားတွေ Scoop တွေ Leak တွေတဲ့ဆိုင်အခုလို Director ကိုယ်တိုင်ပြောတဲ့အရာတွေကပို့ပြီးတော့မှန်ကန်တာကြောင့်လေသူတို့ဖြေထားတဲ့အရာဘာတွေထက်မှန်ပို့ပြီးတော့သိရမလဲရုပ်ရှင်တွေဘာတွေချိတ်ဆက်နိုင်မလဲဆိုတာကိုဒီဗီဒီယိုမှာအသေးစိတ်ရှင်းပြပေးတော့မှာ ို့လို့စိတ်ဝင်စားကြရဆိုရင်ဗီဒီယိုလေးကိုဆုံးအောင်ထိကြည့်တော့ပေးကြပါအောင် and as always guys ဗီဒီယိုလေးတွေကိုကြိုက်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရဆိုရင်တော့ဗီဒီယိုတွေတက်လာတဲ့အခါ US VPN လေးခံပြီးရကြည့်ပေးကြဖို့ရဲ့တက်လာတဲ့ကြော်ညာလေးတွေကိုဆုံးအောင်ထိကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်အခုကတော့ intro လေးပြီးရင်စလိုက်ရအောင် I am the night. I am Batman. โอเคတိတ်မကြခင်ကပဲ concept art တွေထွက်လာတဲ့အပေါ်မှာ predator တွေက Russo Brothers တွေကိုပို့ပြီးတော့ချီကျူးပြီးယုံကြည်မှုတွေပို့ပြီးတော့တိုးလာကြပါတယ် and of course ရှေ့ MCU စနစ်တတန်းလုံးကိုလည်းသူတို့ကပဲထမ်းခဲ့တာဆိုတော့ predator တွေကတန်တရားမဝင်ကြဘူးဆိုပေမဲ့လက်ရှိ somehow လူစိတ်ဝင်စားမှုရောကြနေတဲ့ multiverse saga ကိုတဝက်ကနေမှစတင်ကင်ပြီးတော့လုပ်ရမယ့်အရာတွေ project တွေကအရင် end game level ကိုကြော်နိုင်ပါမလားမိပါမလားဆိုတဲ့မေးခွန်းတွေထွက်လာနေပါတယ်အခုဒီတစ်ခေါက် interview မှာ Russo Brothers တွေကအခုရုပ်ရှင်တွေဒီ end game ရုပ်ရှင်ကိုကြော်ကိုကြော်ရမယ်အခု ုပ်ရှင်တွေကမဖေးနိုင်ဘူးဖေးဖို့မဖြစ်နိုင်ဘူးဆိုပြီးတော့ဖြေချသွားခဲ့ပါတယ်။ပြိုင်ဘက် DCEU ကြာရှုံးခဲ့ပြီး MCU မှာ Russo Brothers တွေက Cinematic Universe တစ်ခုကိုကောင်းကောင်းကင်တွေပြနိုင်ခဲ့ခြင်းကသူတို့ဒီ story ဆိုတဲ့ဇလံကိုအဓိကထားပြီးတော့လောက်ကင်ကြသူတွေမျိုးလို့ဖြစ်ပါတယ်။ဒီတစ်ခေါက်မှာလည်းသူတို့က story ကောင်းကောင်းတစ်ခုကိုရှာတွေ့ခဲ့ကြပြီးတော့ Indie Art စတင်လုပ်ဖို့အတွက်စိတ်ဆုံးဖြတ်လိုက်ပြီလို့လည်းဖြေချထားပါတယ်။အခုလိုပရိသတ်တွေရဲ့မျှော်လင့်မှုဒဏ်တွေလက်ရှိရောက်နေတဲ့နေရာကနေပြီးတော့ဝင်လို့ရတာတွေက pressure တွေများလားဆိုပြီးတော့မေးမြန်းတဲ့အခါအဖြေက pressure ကတော့ရှိရဲ့ but like ဒီလိုဇက်တိုက်ချိတ်ဆက်နေတဲ့ရုပ်ရှင်တွေကိုရိုက်ရတဲ့အခါမှာ pressure ဆိုတာကအလုပ်ထဲကိုခေါင်းနှစ်ထားရင်တော့ပျောက်သွားတာပဲအဲ့လိုစိတ်နစ်ပြီးတော့အကုန်လုံးပစ်ပြီးရဲ့အချိန်မှာလူတွေကဒါနဲ့ပတ်သက်ပြီးတော့ဘလို့တွေးကြမလဲဆိုတာကိုခေါင်းထဲမရှိတော့ဘူးဒီ story ကငါတို့ပြချင်တဲ့ပြောချင်တဲ့ story ဖြစ်လာငါတို့ဘာအတွက်လုံနေတာလဲဆိုတဲ့အဖြေပဲရှိတော့တယ်ဆိုပြီးတော့ပြောလာခဲ့တယ် so ငါတို့ကအခုအစ်စ်တွေအတွက်ကိုလည်း story telling ဘိုင်းကိုပဲအဓိကထားပြီးတော့ focus ထားသွားမယ်ဆိုပြီးတော့ဖြေချသွားပါတယ်အဲ့ဒီ story အဲ့ဒီရှာတွေ့ခဲ့တဲ့ဇလန်းကောင်းကပဲငါတို့ကိုအခုဒီလိုပြန်လာဖို့အတွက်ဖြစ်စေခဲ့တာ and က ာတို့မှာတကယ်တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ဇလံတစ်ခုကိုပြောပြစီရရှိရယ်ပရက်ရှာနဲ့ကြောက်စိတ်တွေကရွေးချယ်မှုတွေပေါ်မှာအမှားအယွင်းတွေပါသွားစေတတ်တယ်။ငါတို့ကပြောချင်တဲ့ဇလံကိုမြင်အောင်ပြနိုင်ဖို့အတွက်ရအောင်လုပ်နိုင်ဖို့အတွက်စိတ်ငြိမ်ငြိမ်နဲ့အေးအေးဆေးဆေးပဲလှုပ်ကြိုင်နေပါတယ်ဆိုပြီးတော့ပြောပြသွားခဲ့ပါတယ်။ And of course Secret War ဆိုတဲ့ comic book ကြီးရဲ့နောက်ဆုံး final battle က end game မျိုးရှင်လိုမျိုးဟိုဘက်ဒီဘက်နှစ်ဆူချကြတဲ့ battle အကြီးကြီးမျိုးမဟုတ်ပါဘူး။ယောက်ျားကြီးနှစ်ယောက်ကစကားပြောကြရင်လည်းလောဘတွေအပြစ်တွေကောင်းမှုတွေမကောင်းမှုတွေဆိုတာကိုအကောင်းဆုံးထောက်ပြရင်စကားပြောပြီးပဲအ ဆုံးသက်သွားခဲ့တဲ့ဘက်တော်ဖြစ်ပါတယ်ဒီဇလန်ကို Russo Brothers တွေအနေနဲ့ဘယ်လိုပြောင်းလဲပုံဖော်မလဲဆိုတာကလည်းစိတ်ဝင်စားစရာပါပဲမင်းမြန်သူကဆက်ပြီးတော့ MCU ရဲ့လက်ရှိဖေးခဲ့တဲ့ရှုတွေရုပ်ရှင်တွေအထူးသဖြင့် Yakin Infinity War Endgame တွေမှာမြင်ခဲ့ပုံမဲ့ရှေ့အဖြစ်ပြက်တွေကိုအမတ်ရတဲ့ဖွဲ့ပြန်လဲဖော်ကျူးပြခြင်းတွေမရှိတော့တာမျိုး Key moment တွေမြန်မြန်ဆက်ဆက်ရှိမနေခြင်းက Russo Brothers တွေအတွက်ပြဿနာရှိနိုင်လားဆိုပြီးတော့မေးမြန်းခဲ့ပါတယ် Of course သူပြောချင်တာကဥပမာ Captain America 2တွေက Sam နဲ့ Captain America တို့ကြာက On Your Left ဆိုတဲ့မင်းဘေးကကြော်တက်သွားပြီဆိုတဲ့စကားလုံးကို Endgame Final ဖက်တာမှာပြန်ပြီးတော့ပြောပြသွားတာမျိုး Avengers 2တွေက Captain America 2ကိုမတာမရတာကို Endgame Battle မှာမှမနိုင်သွားခဲ့ခြင်းမျိုးတွေကလည်းလူတွေကိုယင်ထဲကနေပြီးတော့တခုခုကိုအမတ်ရသွားစေတဲ့ moment မျိုးတွေဖြစ်ပါတယ်။ဒါမျိုးတွေကအခု MCU ရဲ့ Multiverse Saga မှာရှိမနေသေးဘူးလို့ခန်းစားရတယ်။ Predator တွေကသူတို့ကြည့်ရမဲ့ Hero တွေကိုအရင် Saga လောက်မယင်းနေနေကြဘူး။အမတ်ရဘွဲ moment တွေမြန်မြန်ဆက်ဆက်ရှိမနေဘူးဆိုပြီးတော့ပြောချင်တာမျိုးဖြစ်ပါတယ်။ Russo Brothers တွေရဲ့အဖြစ်အပျက် Look Predator တွေနဲ့ဖန်တီးသူတွေကြားမှာတန်မိုးအရှိဆုံးအရာတွေပဲ။သူပြောတာကလည်းဟုတ်ပါတယ်။ဖ န်တီးသူတွေကအမတ်တရားဖြစ်အောင်ဆိုပြီးတော့ထဲတွင်းလိုက်ရင်တော့မှတကယ်ကြည်ဘူးတဲ့လူတွေကြိုက်ဘူးတဲ့လူတွေတကယ်ခံစားတတ်မှာဒါတန်ဖိုးထားတတ်မှာမျိုးပရိသတ်တွေရင်ထဲမှာလည်းတကယ်ခံစားရမှာမျိုးဖြစ်ပါတယ်ဆို MCU ကတခြားရုပ်ရှင် history တွေနဲ့ဘာမှမတူတဲ့အကောင်းဆုံးနဲ့အထူးခြားဆုံး unique အဖြစ်ဆုံး story တစ်ခုရှိနေခဲ့တယ်သူတို့အနေနဲ့ရားတဲ့နီးကိုသုံးပြီးတော့ပရိသတ်တွေကိုချိတ်ဆက်ပေးသွားပြီးစိတ်ကျဉ်တတ်မှုအပြည့်ရအောင်ကိုယ်တိုင်ကပါအခြေအနေနဲ့ပြင်းပြင်းထန်ထန်ကြိုးစားနေပါတယ်အဲ့လို moment မျိုးတွေက end game ပြီးတဲ့ကရှိမနေတော့ဘူးဆိုရင်တော့မှငါတို့စပြီးဂိုင်တွေတဲ့နေရာကနေစပြီး ရှေ့ဖြစ်ခဲ့တဲ့အရာတွေကောနောက်ဖြစ်ခဲ့တဲ့အရာတွေကောအနာဂတ်မှာဖြစ်လာမယ့်အရာတွေကောကိုအကောင်ဆုံးဖန်တီးပြီးတော့ပြသွားနိုင်လိမ့်မယ်လို့ထင်ပါတယ်ဆိုပြီးတော့ဖြေကြားသွားခဲ့ပါတယ်။ Yes ဒီမှာ Original Avengers တွေပြန်လာပြီဆိုတဲ့သတင်းတွေအရာကောသူတို့အခုပြောထားတာဒီ Multiverse Saga မဟုတ်ဘဲနဲ့သူတို့ကလူကြိုက်များခဲ့ပြီးသားရခင်ဇလန်တွေဇက်ကောင်တွေကို Iron Man, Captain America, Scarlet Witch, Hulk လို character တွေကိုပဲပြန်ယူသုံးပြီးတော့ Doomsday နဲ့ Secret War ရုပ်ရှင်တွေကို Infinity War နဲ့ Endgame ရုပ်ရှင်တွေထပ်ပို့ပြီးတော့ကောင်းအောင်လုပ်ပြသွားနိုင်မယ်လို့လည်းယုံကြည်နေပါတယ်။သူတို့အတွက်ကို လည်းလွယ်ကူသွားစေတာက Secret Wars လို့နှစ်ကိုအကောင်းဆုံး story တစ်ခုကိုရပြီးသားဖြစ်နေတယ်။ Multiverse Saga ဖြစ်တဲ့အပြင်လက်ရှိအချိန်မှာ Marvel Studios က X-Men တွေ Fantastic Four တွေကိုပါအကုန်ပြန်ရထားပြီးပြီမို့လို့သူတို့အနေနဲ့လည်းလွတ်လွတ်လပ်လပ်နဲ့ကိုကောင်းကောင်းမွန်မွန်ကြိုက်တဲ့ character ကိုထည့်သွင်းပြီးတော့ဖန်တီးနိုင်တော့မှအသေးကြပါပဲ။ And that's all for today guys. So great တို့ကဘယ်လိုထင်ကြလဲ Avengers Doomsday နဲ့ Secret Wars ရုပ်ရှင်တို့အတွက်ရင်ခုန်နေကြပြီလား။အခုအားနေပြီမို့လို့ဒီနေ့မှထွက်ထားတဲ့ Daredevil Born Again series ကို episode 1 breakdown အများဆုံးတင်ပြတော့အောင်မှာမို့လို့မကြည့်ရသေးဘူးဆိုရင်လည်းအမြန်လေး ပြေးပြီးတော့ကြည့်ထားပေးကြပါအောင် and as always guys ဗီဒီယိုလေးတွေကိုကြိုက်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရဲဆိုရင်เนาะဗီဒီယိုတွေတက်လာတဲ့အခါ US VPN လေးခံပြီးတော့ကြည့်ပေးကြဖို့ရဲ့တက်လာတဲ့ညညာလေးတွေကိုစောင့်အောင်ကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်